Hello Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ဒီတစ်ပတ်ကျွန်တော်တို့ Manchester United အသင်းအိမ်ကွင်းမှာเนาะဇင်ယောတွေကိုဖျောက်လွှတ်လိုက်ပြီအဲ့တော့ဇင်ယောတွေရဲ့နီးပြကတော့စောစောစီးစီးအရင်ကတည်းကဒါပြောထားတယ်ပေါ့เนาะကျွန်တော် Manchester United နဲ့တွေ့လို့ရှိရင်ဒါလူလီလီပါကျွန်တော်လုံးစရာတိတ်လည်းမရှိဘူးပေါ့ဒါ Manchester United ကိုလူလီလီနဲ့အနိုင်ယူနိုင်တယ်ပေါ့ဗျာဒါလေတိုက်ခဲ့တယ်ပေါ့ဒါပွဲမတိုင်ခင်တော့ဒါ ဘရိုက်တန်နီးဗျာဒါဟေဇာရဲ့ပြောပြောကြချက်တရားတော့ဒါလေတိုက်ချက်တရားတော့ကြံ့ခဲ့တယ်ပေါ့တို့ရမလဲတကယ်တကယ်ကန်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကပဲဒါမင်းလာမင်းတို့လာกว่าငါတို့နဲ့ကန်ရတာလွေတယ်ဆိုပြီးတော့ဒါကန်တာเนาะကျွန်တော်တို့မနေ့ကကန်ခဲ့တဲ့ Brighton အသင်းနဲ့ပွဲကိုဒါနည်းနည်းလေး review လေးလုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကဒါအင်ကွင်းပြီးပြီးစောစောစီးစီးပဲဒါ ဂိုးတွေရရှိဖို့ကြိုးစားခဲ့တယ်ပေါ့ဗျာဒီကြားထဲမှာပထမပိုင်းစောစီမိနစ်တွေကိုကျွန်တော်တို့ပထမပိုင်းစောစီမိနစ်တွေမှာကျွန်တော်တို့ Manchester United အသင်းရတာပနတင်ရာသင်းတဲ့အခွင့်အရေးမျိုးတွေလည်းဒါကြုံခဲ့ရတယ်ပေါ့ဗျာဒါနီတိုင်လူကြီးရဖောင်းမပေးခဲ့ဘူးပထမဆုံးကျွန်တော်တို့အာမတ်ကိုဖောင်းလုပ်လိုက်တဲ့ဒါအာမတ်ကိုဒါအဲဒီအထဲမှာဖောင်းလိုက်တဲ့အချက်ကိုလည်းဒါအတိုင်းလူကြီးရလက်မကျေခဲ့ဘူးနောက်ထပ်ဒုတိယကျွန်တော်တို့ဒါအန်ဖူမွန်ကိုနောက်တစ်ချိန်ဖောင်းလုပ်တဲ့ဒါအချက်ကိုလည်း ဒိုင်လူရက်ပြန်မကြည့်ခဲ့ဘူးเนาะဒိုင်လူရက်တစ်ချက်မှလက်မကြည့်ဘူးဒါအန်တိုနီတီလာရောအန်တိုနီတီလာပါပဲဒီဘေးရကငစားကြီးအဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်းကဘလို့ပဲသူဒိုင်လူရက်ဘလို့ပဲနှိမ်နေပါစေကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အတင်းရဒါကိုယ့်အတင်းရလက်ကောင်းဖို့အကောင်းဆုံးဒါအင်ကွင်းမှာအကောင်းဆုံးဆွန့်ဆောင်ရပြီဘုနဲ့ပေါ့နော်ဒါ Brighton အတင်းကိုတစ်ချက်မှဘောလုံးပေးမစော့ပဲနဲ့အဲ့အောင်မင်းတို့ဘောလုံးပေးခြင်းလို့ရှိရင်เนาะနောက်မှကုသမာနဲ့ပေးယူတော့လို့เนาะ ဒီနားမှာဒါရိုးရိုးနဲ့ကိုမင်းတို့ကိုကနားမှာကိုသမားနဲ့ပေးယူတော်လို့နော်ကိုဘောလုံးပေးယူလို့ချင်းအဲ့မှာကိုသမားမင်းတို့ကိုစီနားမှာကိုသမားနဲ့ပေးယူတော်လို့ဆိုပြီးတော့အဲ့ဒီအနေထားမျိုးအထိကိုကျွန်တော်တို့ Manchester United ရဲ့ကစားသမားတွေနော်တုံတုံတိုက်တိုက်နဲ့ဒါကော်လုံးစစ်စစ်လုံလုံနဲ့ညီညွတ်ညွတ်နဲ့ဒါတိုက်ခိုက်ခဲ့ကြတယ်ပေါ့ကျွန်တော်တို့သေးနေတက်သားတွေရတော့အဲ့နဲ့ဒီကြားထဲမှာကျွန်တော်တို့ Manchester United တင်ရပဲဒါ Soccer CC အဲ့ဖောင်းတွေကိုမရခဲ့ဘူးဆိုပေမဲ့ ဘယံဘူမူတို့ရဲ့ကြိုးစားအားထုတ်မှုတွေအမတ်တို့ရဲ့ကြိုးစားအားထုတ်မှုတွေအကောင်လုံးရဲ့ဝိုင်းဝန်းကြိုးစားအားထုတ်မှုတွေအနေနဲ့ကျွန်တော်တို့ဒါပထမဆုံးမတ္တယကုညာကဒါ24မိနစ်မှာတော့ကိုသွင်းနေပါဗျာ24မိနစ်မတိုင်ခင်တည်းကကျွန်တော်တို့မတ္တယကုညာရဲ့ quality ကံချက်တွေကိုလည်းမြင်ခဲ့ရတယ်ဒါအကောင်ဆုံး quality ကံချက်တစ်ခုကိုလည်းပါတယ်ဒါ right down ဂုသမအကာကွယ်သွားတယ်ပေါ့အဲ့ဒီဘောလုံးကာကွယ်ပြီးတော့ကျွန်တော်တို့ဘယံဘူမူကိုဖောင်းလောက်တယ်လက်မကြည့်ဘူးလက်မကြည့်တော့ဘောလုံးဆက်ကန်တယ်ကန်တော့ကျွန်တော်တို့ အဲ့ဒါမတိယကုညနောက်ထပ်တကူတာ quality ကိုလက်လောက်ပါလေးပဲတွင်းလိုက်တယ်ဒါပထမဆုံးကိုအဲ့တော့အဲ့ဒီကိုမရခင်တည်းကကျွန်တော်တို့ founder 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 ဆိုတာဒါ brighton သိရတာအပြက်ကိုဒါ founder လုံးနေတာဟုတ်လားဒါ louis antony taylor တစ်ချက်မှလှည့်မကြည့်တော့ကျွန်တော်တို့ manchester united သိရလဲဒါပဲလောက်ကဆိုပြီးတော့တိုက်ရတာပေါ့နော်အဲ့တော့တိုက်တော့တိုက်တော့ကျွန်တော်တို့20နဲ့4မိနစ်မှာဒါမတိယကုညရဲ့ quality ကိုတကူရတယ် နောက်ထပ်ကျွန်တော်တို့7မိနစ်အကွာမှာနောက်ထပ်7မိနစ်အကွာ34မိနစ်မှာကျွန်တော်တို့ကက်ရှမီရိုမတရားကုညာကိုပေးမလို့လို့နဲ့ဒါသူကန်လိုက်တယ်ပေါ့ပေးမလို့လို့နဲ့သူရောင်ဝါဝါဖြစ်နေဖြစ်နေနေနဲ့သူကန်လိုက်တော့တစ်ဖက်က Brighton နောက်တန်းကိုထိပြီးတော့ဒါဘောလုံးလမ်းကြောင်းလွှဲပြီးတော့ဒါကိုယ်လည်းဝင်သွားတယ်ဒါဒုတိယကိုပေါ့ဒါကက်ကြီးရဲ့ဒါကက်ကြီးရဲ့ဒုတိယကိုရရှိတယ်အဲ့တော့ ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရပဲဂိုးရရှိထားတဲ့တိုင်ဟောကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရပဲဒါဒီငှက်တွေကိုအပီးသတ်တာဒီငှက်တွေကိုနော်အမှန်ကန်သတ်တာအဲ့တော့မင်းတို့ဘောလုံးကင်ခြင်းတပတ်နော်ဘောလုံးကိုကင်ဒါဆော့ခြင်းတပတ်ဆိုလို့ရှိရင်တော့မင်းတို့ဂိုးစီးနားမှာဂိုးသမားနဲ့ပေးဆော့ဆိုပြီးတဲ့အနေထားတီကိုကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရလုံးဝနော်ဒါလူတဲ့အပိုင်းတွေရောကျွန်တော်တို့စီးစီးလုံးနဲ့ကင်ကြတယ်ပြလို့ရှိရင်ဒါဘောက်စုဘောက်လေးတွေကန်တဲ့ပိုင်းတွေရောအကုန်လုံးတည်တက်တက်နန်းတာ မာပိုင်းကိုစီစီလုံးလုံးနဲ့ကျွန်တော်တို့လုပ်တယ်အဲလိုကန်ခဲ့ကြတယ်ဗောကျွန်တော်မက်ရှစ်တာယူနိုက်တက်သေးနေတက်သားတွေရတော့အဲ့တော့ပထမပိုင်းကကျွန်တော်တို့ဒါမတည့်ကူညာရဲ့ပကြီးရဲ့ဂိုးနဲ့ကျွန်တော်တို့ပြီးသွားခဲ့တယ်ဗောဗျာဒုတိယပိုင်းပွဲဆက်စားခြင်းကျွန်တော်တို့ဒါမိနစ်60ကျော်လောက်မှာ Brian Mbubu ကနောက်ထပ်တကူရတယ်အဲ့တော့ဒီဂိုးမှာကျွန်တော်တို့ Brian Mbubu အနေနဲ့ဒါဘောလုံးကန်တဲ့ ဒါမကိုစီကိုပေါက်တဲ့ဟိုဘလုံးကန်တဲ့ဒါညာညာတိတိုးတိုးကောင်းတယ်လို့ပြောလို့ရမယ်။သူကပထမမတည့်ကူညာကန်တဲ့ဘလုံးကိုလည်းဒီကောင်ဖမ်းတယ်ဆိုတာကိုသိသွားပြီ။ဟောနောက်ထပ်သူကိုယ်တိုင်လည်းကန်ထားတဲ့အချက်တွေရှိသေးတယ်ပထမပိုင်းတော့။အဲ့ဒါနဲ့ကျွန်တော်တို့ဂူသမားကိုဘလို့လောရမလဲဆိုပြီးတော့ဒါဘယံမူကခေါင်းထဲမှာစဉ်းစားထားပြီးသားဘလုံးဘလို့လိုင်းဘလို့ကန်မယ်ဆိုတာသူစဉ်းစားထားပြီးသားအဲ့ကြောင့်ဒီဘောဒီဘလုံးကိုပေါ့နော်။ဒါဒီ quality ball ကိုလည်းဘယံမူကလှလှပပပဲကျွန်တော်တို့ မိနစ်60မိနစ်60ကျော်မှထပ်ပြီးတော့တခုကန်လိုက်တယ်။ကန်လိုက်တော့အဲ့ဘောလုံးကနောက်ထပ်ဂိုးရတယ်ဂိုးရတော့တာကိုဆိုတော့ဘိုက်တန်တင်းကပြန်ပြီးတော့ညင်းကျင်တာပေါ့။ဘာဖြစ်ဆိုတော့ကျွန်တော်တို့ဒါလှုပ်ရှော့နဲ့ဘောလုံးပြန်လူရင်းနဲ့ပေါ့ဗျာ။ဒါဖောင်းနဲ့ဖောင်းဖြစ်သွားတယ်ပေါ့။အဲ့ဒါကိုတို့ကဂိုးမပေးဘူး။ပြန်ပြီးတော့ဒါဘာကြည့်ခိုင်းတယ်အနေထားတော့ရှိတယ်။ဒါပေမဲ့လည်းမောင်ကြီးတို့မရတော့ဘူးလေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပထမပိုင်းတုန်းကကျွန်တော်တို့ရခဲ့တဲ့အခွင့်အရေးတွေကိုလည်းမပေးခဲ့ဘူး။ အဲ့တော့အတူနီတီလာငစားဆိုတာအဲ့ဒါကိုပြောတာအဲ့တော့ကျွန်တော်တို့ Manchester United တင်းရမိနစ်60ကျော်80အထိကိုပေါ်ဗျာဒါဘောလုံးကိုအေးဆေးဆေးလန့်တာကိုဘက်ကအတားကြီး3ခုအပြတ်နဲ့အတားကြီးနဲ့ဘောလုံးအေးဆေးဆေးထိမ့်ချုပ်ပြီးတော့ကစားခဲ့တယ်နော် Brighton လမ်းမရဘူးအဲ့တော့ဒီမိနစ်60ကျော်80အထိကိုဒါလူကန်နေနိုင်အမူရင်းငစားကြီးကထဖောက်တယ် အပေါ်တော့ဆိုတော့ကျွန်တော်တို့ဒါလူလဲတဲ့အပိုင်းမှာသူ့အနေနဲ့ကတော့ဒါကစ်ကြီးတို့နာသွားမှာကိုကြောက်ရတယ်ပေါ့ကစ်ကြီးတို့နာသွားမှာဒါအမတ်တူကလည်းဒါ first strike နော် first strike player လည်းဖြစ်တဲ့တတိ first strike player လေးကိုသူကမနာသေးခြင်းဘူးတန်ရပြဿနာမကြုံသေးခြင်းတဲ့အတွက်ကြောင့်ဒါထုတ်လိုက်တယ်လို့တော့ထင်မိတယ်သူ့အိမ်မှာလည်းသူ့ရဲ့ဒါလူစားလင်မှုက ပွဲကိုပြန်ပြီးတော့ဒါ Brighton team ဘက်ကိုအခွင့်အရေးပေးတယ်လို့မျိုးဖြစ်နေတယ် အဲ့တော့ဒီလူစားလိမ့်မှုနဲ့ပတ်သက်ပြီးတော့ဝေဖန်ဒါတော့မဟုတ်ပါဘူးပေါ့လေဒါပေမဲ့ဒီပြောင်းမော်ရင်နေနဲ့သူဘက်ကကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒါသူရဲ့ first strike ကစားသမားဒီဒါအတိုင်းအမရချိဖို့အတန်းအောင်စစ်တဲ့သဘောပါပဲအဲ့တော့ဒီပွဲမှာကျွန်တော်တို့ဒါမိနစ်80ကျော်လောက်မှဒါလူစားလေးမှုန်းတယ်ပြီးတဲ့နောက်မှာတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကဒါ အရင်ပထမပိုင်းစော့ခဲ့တဲ့ပုံစံနဲ့မတူဘဲနဲ့ပေါ့နော်ဒါပြိသက်တွေကိုပြန်နေရင်ခုံစေခဲ့တယ်ပေါ့ဟိုဘက်ကကိုးနှစ်ကိုးပြန်တွင်းတယ်နော်အချင်းပေါ်မှာတကိုးတွင်းတယ်အဲဒီမတိုင်ခင်ကျွန်တော်တို့ဒါလူစားလှည့်ပြီးတော့ပဲဒါဒန်နီဝေဘက်ကတကိုးဒါဖရီကစ်ကနေတွင်းတယ်ပေါ့ဒီဖရီကစ်ကနေတွင်းတဲ့ဂိုးနဲ့ပတ်သက်ပြီးတော့ဒါဆန်နီလမ်းမန်အနေနဲ့ဒါတွေ့ကြုံနေတဲ့အပိုင်းတွေလည်းပါတယ်ပေါ့ဒီပရီးမီးယားလိထဲမှာဒီဖရီကစ်တွေကိုဒီလိုကန်တဲ့ကစားသမားတွေကစားသမားကောင်းတွေရှိတယ်ဆိုတာကိုသူ့အနေနဲ့ဒါ အတွေ့အကြုံပိုင်းညာနဲ့ဆိုင်သွားတယ်လို့တော့ထင်တယ်ဘောလုံးကတိုင်းမင်းထိုးတာလည်းမှန်တယ်ဒါပေမဲ့ဘောလုံးလိုက်သူနဲ့နည်းနည်းဝေးနေတဲ့အခါကျတော့ဘောလုံးကတင်းတယ်နော်မြန်တယ်အဲအကြောင်းမြန်မြန်ဆဆန်းနဲ့ဒါပြင်းပြင်းထန်ထန်မြန်မြန်ဆဆန်းနဲ့ဒါရောက်လာတဲ့ဒါဘာရန်နဲ့ဒါဘာရန်နဲ့ကပ်ပြီးဝင်လာတဲ့ဘောလုံးသူ့အနေနဲ့လည်းနေရာယူမှုကလည်းနည်းနည်းလေးနော်ဟိုနည်းနည်းလေးနောက်ကျနေတယ်အဲကြောင့်မလို့ဒါဒီကူကတော့ပေးလိုက်ရတယ်ပေါ့ဗျာ တော့ပထမကိုပေးရတယ်ဆိုတာဒါပြဿနာမရှိပါဘူးပို့လေကျွန်တော်တို့ဒါပြစ်တံပေါ်တစ်ခုကန်ပြီဆိုရင်တော့ကိုသမားနဲ့ကန်တဲ့လူကြားထဲမှာတော့50 50ပဲဒီလောက်ကြီးသွားတဲ့ပြစ်တံပေါ်ကတော့အဲဒီကိစ္စကတော့ဒါကိုသမားကိုမကောင်းဘူးလို့ပြောလို့မရဘူးအဲတော့နောက်ထပ်ကျွန်တော်တို့ဒါ Brighton တင်ပတ်ကဒုတိယခြေပကိုကိုဒါ James Milner တင်ပေးလိုက်တဲ့ဒါကော်နာကန်လို့လို့ပါလို့လုံးနဲ့တင်ပေးလိုက်တဲ့ဘောလုံးကိုခေါင်းတိုက်တော်တဲ့ချက်မှာဒါ ကိုသမားကတော့ဘာမှလုပ်လို့မရဘူးပေါ့လေဒါပေမဲ့ကျော်ရှူဝါဆယ်စီနဲ့ဒရွန်နိုဖာနဲ့တဲ့အဲ့ဒီနောက်မှာနှစ်ယောက်ကြီးအဲ့ဒီနှစ်ယောက်ကြီးကတော့ပြီးတော့ဘာမှလည်းဒါခရူရှယ်လဲဒါမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးတူယူပဲတည်းကြည့်နေရတယ်သူဟိုဘက်ကကိုသမားနောက်နောက်ဟိုဘက်ကကစားသမားခေါင်းတိုက်သွားတယ်ဟုတ်တော့ပွဲစဉ်ကကျွန်တော်တို့ဒါ32ဆိုတဲ့အနေထားမှာကျိတ်နေတာရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ်ပေါ့တော့ပီကန်နီးတယ်မှာအဲ့ဒါနဲ့ပဲကျွန်တော်တို့ဒါ Brighton တင်းရနေ Brighton တင်းရနေဒါကျွန်တော်တို့ Manchester United ရဲ့တိုက်ရှိစင်မှုကိုဖျက်ထုတ်လိုက်တဲ့ဘောလုံးကဒါ Aiden Heavens ကိုရောက်သွားတယ်နောက်ဆုံးလုံးပေါ့နော်ဒါကတော့နောက်ဆုံးလုံးအဲ့တော့ Aiden Heavens ရောက်တော့ Aiden Heavens ကြီးကလည်းဒါမြန်မာလိုပဲလှမ်းကန်လိုက်တာလှမ်းကန်လိုက်တော့ဘောလုံးလိုင်းကြောင်းကတန်းနေတာပဲအဲ့နားမှာ Brighton ကစားသမားတွေတယောက်မှမရှိဘူးအဲ့ချင်းနေတာပဲအဲ့တော့အဲ့ဘောလုံးကြီးကလာနေတယ်လာတာက Bruno Fernandes ရှိကိုလာလာ Bruno Fernandes ကယူမလို့လို့နဲ့မယူလိုက်ဘူးမယူဘဲနဲ့သူ လွတ်ပေးလိုက်တယ်ဘရိုင်ယန်ဘူဘူကရှေ့မှာသူတို့ဒါရှေ့မှာအဆင့်တင်ရှိနေတယ်အဲ့ဒါလိုက်ပြေးပြီးတော့ဘရိုင်ယန်ဘူဘူကအဆုံးတက်ပြီးတော့ပိတ်သွင်းသွားတယ်ဗောဗျာအဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရ4-2ဆိုတဲ့ရာလဒ်တစ်ခုနဲ့ဒါဂျင်းရော်တွေကိုအိမ်ကွင်းမှာနော်ကျွန်တော်တို့ပထမပတ်တုန်းကကျွန်တော်တို့ဒါငှက်ကြီးဒါစားရတယ်အခုငှက်တေးသေးလေးအစားအတာရာစားပြန်စားရပြန်ပြီအဲ့တော့ဒီနေ့ကတော့အကြက်သားငှက်သားတွေကြီးပဲစားနေရတော့မှာပါပဲ ကျွန်တော်နော်ဟိုအရင်တုန်းက Manchester United မဟုတ်တော့ဘူးဆိုတာဟိုဒါမချိမိတည်ကြတာလားမတည်သေးတာလားတော့မတည်ဘူးပေါ့နော်ဒါပွဲမတိုင်ခင်ကလေးကဒါတပွဲဒီပွဲမကန်ခင်ကလေးကလေတိုက်ခဲ့တဲ့နော် Brighton ရဲ့ Nibia အင်္ဂါ Fabian ဒါ Fabian Hazard လည်း Hazard Fabian Hazard လည်းငါစားငါစားလည်းကြောက်ပြောက်တယ်ဒီပွဲမှာနော် ဲ့တော့ငစားကိုဘလူတွေလုတ်ပြလိုက်လဲဘလူလိုနီပြအမိုရီနဲ့ဘလူတွေလုတ်ပြလိုက်လဲဆိုတာကတော့ဒီပွဲမှာကျွန်တော်တို့ဒါမြင်တဲ့အတိုင်းပဲပေါ့လေဘလူဖြစ်ပြန်လေကျွန်တော်တို့ Manchester United အသင်းကဒါအကောင်းဆုံးစူးစမ်းခဲ့ကြတဲ့သတင်းတွေတက်သားတွေနာမြန်မြန်ဆန်ဆန်နဲ့မြန်မြန်ဆန်ဆန်ဒါပွဲကိုဖျက်ဖို့စူးစမ်းပြီးတော့အကောင်းဆုံးဒါနီပြအပောင်းဝင်ကစားသမားတွေအကောင်းလုံးကညီညွတ်ညွတ်နဲ့ဒါအင်ကွင်းမှာ အပီပင်ဖြုတ်ခဲ့ကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ Manchester United အသင်းကတော့ဒါ၄ခု၂ခုဆိုတဲ့ရာလနဲ့အနိုင်၃ဘက်ကိုနော် ရရှိလိုက်တဲ့အတွက်ဒါအမတန်မှဒါပြိသက်တွေနဲ့အတူတူကျင်းနဲ့အားရပါတယ်အဲ့တော့ဒါကတော့ကျွန်တော်မြင်တဲ့ဒါ review လေးပေါ့နော် Manchester United ပြိသက်များကိုယ်စိတ်နဲ့ပြန်ကြမ်းမှရှာတာကြပါစေ